ဟယ်လိုအားလုံးပဲင်္ဂလာပါရှင်ဒီနေ့မှာတော့ဘဲပလာတာလေးအိမ်မှာအလွယ်လှူစားဖြစ်လို့ပလာတာလုံးဝရိုက်တက်စရာမလိုတဲ့ဘဲပလာတာအလွယ်ပြုလုပ်နေလေးကိုလာမြန်ပြရရှိပါတယ်ဒီနေ့လေးရဆိုလို့ရှိရင်အရန်လွယ်လွယ်ကူမြန်ဆန်းပြီးတော့ရတာကလည်းအရန်ကိုကောင်းပါတယ် ပထမဆုံးဖြူတို့ပဲပလာတာပြုလုပ်ရန်အတွက်ကျုပ်တလုံးကိုဖောက်ထက်ပေးထားလိုက်ပါမယ်။ပြီးရင်တော့တကြားထမင်းစာစုံနဲ့တဆွန်းစာနဲ့စာလက်ဖက်ရည်စုံရဲ့တပတ်စာလောက်ကိုထည့်ပြီးတော့သမတော်အောင်ပေါ့နော်ဖြူတို့ခဏလောက်မှုတော်ပေးလိုက်ပါမယ်ရှင်။ ဖြိုးရုံးဝင်သွားလိုက်တာအာလုံးသမသွားပြီဆိုလို့ရှိရင်တော့သူ့ရဲကိုနွားနုတ်100မီလီလီနဲ့အရေးဖြောထားပြီးသားထောပဲထမင်းစာဆုံးနဲ့သုံးဆုံးစာကိုထည့်ပေးလိုက်ပါတယ်။ဒီနေရာမှာထောပဲမရှိရင်စီကိုသုံးမယ်ဆိုလည်းရပါတယ်ရှင်။ဒါပေမဲ့ထောပဲပါတော့အနက်လေးပုံမိပြီးတော့ပိုးဝေးလဲစားလို့ကောင်းတာပေါ့နော်။ကဲပြီးရင်တော့ဖြိုးရုံးအာလုံးကိုသမသွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်ရှင်။ ဖွေသွားလိုက်တာအာလုံးသမတွားပြီဆိုလို့ရှိရင်တော့သူ့ရဲကိုဖြူတို့သုံးနေကြအထွေထွေသုံးချုံကိုဒီဟင်းခက်စွန်ကြီးနဲ့လေးစွန်းစာလောက်ကိုထည့်ပြီးလို့ရှိရင်တော့အာလုံးကို သမတွားအောင် ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်တော့ဖြိုးတုံထားတာဒီဂျုံကဟိခက်စုံမောင်လေးစွန်းစာပေါ့နော် ဖြူရုံမှွေသွားလိုက်တာအခုလိုမျိုးလေလုံလုံလေးဖြစ်ပြီးတော့တမနေပြီဆိုလို့ရှိရင်တော့သူ့ကိုအပေါ်ကဖုံးလေးအုပ်ပြီးတော့15မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်နော် ချီရိုနှက်ထားလိုက်တာ15မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုပြင်ထုတ်ပြီးတော့နှိမ့်နဲ့ပေးထားလိုက်ပါမယ်နော်ဒီမုတ်လုံးမဲ့နေရာလေးကိုလည်းဖြူတို့ကမုံမကတ်ရအောင်ပေါ့နော်ဂျုံလေးဖြူပြီးတော့မုတ်သားလေးတွေချောလာတဲ့အထိပေါ့နော်ခဏလောက်နှိမ့်နဲ့ပေးသွားလိုက်ပါမယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ဖြူနှိမ့်နဲ့ပေးသွားလိုက်တာ3မိနစ်လောက်ရှိပါတယ်ဒီမုတ်သားလေးတွေချောလာတဲ့အထိပေါ့နော် ဒီပလာတာအလုံးလေးတွေကတကယ်လို့ပုံနေရင်တော့မှာပေါ့နော်ဖြူလို့သေးချလေရေခဲတိုင်ထမှာတိမ်ပြီးတော့ကိုစားခြင်းတဲ့ချိန်မှာထုတ်ပြီးတော့လှုပ်စားမယ်ဆိုလဲရတယ်ပေါ့နော်ဘဲပလာတာတစ်ခုတည်းမဟုတ်ပေါ့နော်နောက်ထပ်ကျက်ဥပလာတာတို့ငပြောသေးပလာတာတို့လှုပ်စားမယ်ဆိုလဲရပါတယ်ရှင်ကဲဖြူလို့နေနေပေးသွားလိုက်တာအခုလိုမျိုးလေးမုတ်သားလေးကချောလာပြီဆိုလို့ရှိရင်တော့သူ့ကိုကိုလိုအပ်သလောက်အတုံးလေးတွေတုံထားပေးလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်တော့ဖြူလုံးထုတ်လိုက်တာရှစ်လုံးစားရတယ်ပေါ့နော်ဒီနေရာမှာအတုံးကြီးသေးကိုကိုစိတ်ကြိုက်လှိပေးနိုင်ပါတယ်ရှင်ဖြူကတော့ဒီအလုံးလေးကိုတအား းလက်မချစ်တအားလက်မသိအနေထားလေးတွေပဲလုံထားပေးလိုက်ပါတယ်ခုလိုမျိုးလေးပေါ့နော်ဖြိုးတို့တောင်းလေးတွေတောင်းပြီးလို့ရှိရင်တော့အလုံးလေးတွေပြန်ပြီးတော့လုံထားပေးလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်တော့ပလာတာတစ်ချက်စာပေါ့နော်ဒီတလုံးမှဆိုလို့ရှိရင်တော့ကဲဖြိုးတို့အားလုံးကိုလည်းလုံလုံပြီးပြီဆိုလို့ရှိရင်တော့သူ့ကိုထော်ဘက်စီလေးနဲ့တုတ်ထားပေးလိုက်ပါမယ်နော် ဒီထောင်ဘက်စီလင်းနဲ့တုတ်ပြီးလို့ရှိရင်တော့ဖြူတို့သူ့ကိုနောက်ထပ်တနိုင်လောအ ਨੇ ဆုံးပေါ့နော်နောက်ထပ်တနိုင်လောနှစ်ထားပေးရမှာဖြစ်ပါတယ်ရှင်တကယ်လို့အချိန်ရှိတယ်ဆိုလို့ရှိရင်ညကလေးကကြိုးနှစ်ထားမယ်ဆိုလည်းရပါတယ်နော်ဖြူကတော့အချိန်သိမရတာနဲ့တနိုင်လောက်ပဲနှစ်ထားပေးလိုက်ပါတယ်ရှင်အပေါ်ကအဖုံးလေးအုပ်ပြီးတော့ပေါ့နော်တနိုင်လောက်နှစ်ထားပေးလိုက်ပါတယ်ပလာတာအလုံးလေးတွေကိုနှစ်ထားရင်းနဲ့ဖြူကပဲကြော်လေးလာကြော်ပေးထားလိုက်ပါတယ်အရင်ဦးဆုံးအိုးထဲကိုစီထည့်တယ်စီလေးဖူလာတာနဲ့အယောင်လေးလှောက်အောင်လို့စနစ်မုတ်လေးနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ် ဒီနေရာမှာစနွေမုတ်ရောင်ကိုမကြိုက်ဘူးဆိုလို့ရှိရင်မထက်လည်ရပါတယ်နော်။ဆီလေးပူလာပြီဆိုတာနဲ့ဖြိုးကပပလေးထားတယ်ကြက်သွုံတွေလေးလုံးစာလောက်ကိုထက်ပြီးတော့ဆီတက်ထားပေးလိုက်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ဒီကြက်သွုံကြော်လေးနည်းနည်းလေးကျွတ်လာတဲ့အထိကျော်သွားပေးလိုက်ပါတယ်ရှင်။ ကဲဖြိုးတို့ချော်သွားလိုက်တာတက်တော့ရောင်လေးတွေကလည်းခုလိုမျိုးလေးရဲရဲလေးဖြစ်ပြီပေါ့နော်။နည်းနည်းလေးကျွတ်လာပြီဆိုလို့ရှိရင်တော့သူ့ရဲကိုဖြိုးတို့ဖြုတ်ထားပြီးသားပဲပြုတ်လေးကိုထည့်ပေးလိုက်ပါမယ်နော်။ဒါကတော့ဖြိုးစီကဝယ်ခဲ့တဲ့ဖြုတ်ထားပြီးသားပဲပြုတ်လေးပဲဖြစ်ပါတယ်ရှင်။ထိုင်ကပဲပြုတ်ကားကြတော့ညီမပြေကပဲပြုတ်နဲ့မတူဘူးပေါ့နော်။အရောင်လေးတွေကခုလိုမျိုးလေးအဝါရောင်လေးပဲရပါတယ်ရှင်။ဒီပဲလေးကိုနည်းနည်းလေးခြေပြီးတော့မှွှထားပေးလိုက်ပါတယ်။ခဏလောက်မှွှပေးတာနဲ့သူ့ရဲကိုဖြိုးကစားလေးနှဲငယ်နဲ့တခြားလေးနှဲငယ်ကိုထည့်ပြီးတော့သမတော်အောင်ပြင်ပြီးတော့မှွှထားပေးလိုက်ပါ ပါတယ်။တခြားကတော့ဖြိုဒီမှာထိုက်လိုက်တာသမင်းစာစွန်းရဲ့တဝက်စာလုံးရှိပါတယ်ရှင်။ကဲပြီးရင်တော့ဒီပဲလေးတွေချစ်တော့အောင်ပေါ့နော်ဖြိုတို့ခုလိုမျိုးလေးချစ်ချစ်ပြီးတော့ဝင်သွားပေးလိုက်ပါမယ်ရှင်။ဖွင့်သွားလိုက်တာခုလိုမျိုးလေးအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့ရတာပေါငငံမြင့်ချိပေးလိုက်ပါမယ်နော်ဖြူကတော့သူ့ရဲ့ဟိုတကြားလေးနှင်းငယ်ကိုထပ်ထပ်ပေးထားပါတယ်ဒီနှစ်ခေါက်စလုံးစာဆိုလို့ရှိရင်တော့တကြားထမင်းစာစွန်းရဲ့တစ်ဝက်စာလောက်ရှိတယ်ပေါ့နော်ဖြူသုံးထားတာ ကယ်တင်ဟားလေးဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ပဲကြော်လေးရတော့ရပါပြီရှင်ဖြူတို့နှက်ထားတဲ့ပလာတာအလုံးလေးတွေကလည်းရနေပြီဆိုလို့ရှိရင်တော့သူ့ကိုအပြင်ထုတ်ပြီးလို့ရှိရင်ခုလိုမျိုးလေးလက်လေးနဲ့ဖိဖိပြီးတော့အပြားပေါက်ဆန်လေးပေါ့နော်လှုပ်ထားပေးလိုက်ပါမယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ပလာတာကိုလုံးဝမရိုက်ပဲနဲ့ပေါ့နော်ဒီတိုင်းလေးပဲလက်လေးနဲ့ဖြတ်ဖြတ်ပေးလိုက်ပါတယ်ရှင်ဒီနေ့လေးကတော့ပလာတာရိုက်ဆရာမလို့တဲ့နေ့လေးပေါ့နော်မောက်သားလေးကိုဖြူတို့ပြန့်သွားအောင်ပေါ့နော်ဆွဲဖြတ်ပေးထားလိုက်ပါမယ်ကိုလိုအပ်သလောက်ပေါ့နော်အပြာကြီးသေးရတော့ ကဲဖြူတို့ဆွဲဖြတ်ပေးထားလိုက်တာအခုလိုမျိုးလေးအပြာပေါင်းစင်လေးရပြီဆိုလို့ရှိရင်တော့ပလာတာတစ်ချက်စားရပါပြီရှင်ဒီနေ့ဟာဆိုလို့ရှိရင်တော့ရရပေါ့နော်ပြီးရင်တော့ပဲပလာတာလေးစကြုံပေးရန်အတွက်အိုးမူထဲကိုထောပက်လေးတစ်ခဲကိုထည့်ပေးလို့ရှိရင်ဒီထောပက်လေးပျော်သွားအောင်ပေါ့နော်ခဏလောက်ကြော်ထားပေးလိုက်ပါမယ်ရှင်ကဲဖြူတို့ထောပက်လေးကလည်းပျော်ပြီးတော့ပေါ့နော်အိုးလေးကလည်းပူလာပြီဆိုလို့ရှိရင်တော့ခဏကဖြူတို့လှုပ်ထားတဲ့ပလာတာအပြားလေးကိုထည့်ကြော်ပေးထားလိုက်ပါမယ် ပြီးရင်တော့ဖြိုးတို့ခဏကကြော်ထားပေးတဲ့ပဲကြော်လေးကိုကိုလိုအသက်လောက်ထည့်ပြီးလို့ရှိရင်တော့ခုလိုမျိုးလေးဟိုဘက်ဒီဘက်လေးတင်းတင်းပြီးတော့ခောက်ထားပေးလိုက်ပါမယ်နော်ခုလိုမျိုးလေးလေးတော့ပုံစံလေးပေါ့နော်ပြီးရင်တော့ဒီတစ်ဖက်မှာဖြိုးတို့အယောင်လေးရဲမရဲကိုမကြာခဏလှန့်ကြည့်ပြရမှာဖြစ်ပါရဲ့နော်ဒီတစ်ဖက်မှာအယောင်လေးရဲလာပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုပြန်ပြီးတော့နောက်တစ်ဖက်ကိုလည်းအယောင်လေးရဲလာတဲ့အထိပဲကြော်သွားပေးလိုက်ပါမယ်ရှင် ကဲခုဆိုလို့ရှိရင်တော့တစ်ဖက်မှာအယောင်လေးတွေရဲနေပါတော့နောက်တစ်ဖက်ကိုလည်းပြန်ပြီးတော့ခနာလောက်ပဲကြော်ထားပေးလိုက်ပါမယ်နော်ဒီအယောင်လေးလှလာတဲ့ထိပ်ပေါ့နော်ဒီပါအောင်ပလာတာအယောင်လေးရဆိုလို့ရှိရင်တော့စားချင်းစရာလေးပေါ့နော်ကဲခုလိုမျိုးလေးနှစ်ဖက်စလုံးကလည်းအယောင်လေးတွေရဲနေပြီဆိုလို့ရှိရင်တော့ရပါပြီเนาะဒီအနေထားလေးဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ပဲပလာတာလေးရတော့ချက်ပါပြီရှင် ကဲအခုဆိုလို့ရှိရင်တော့လွယ်ကူရရှင်ပြီးတော့အရသာအရန်ကောင်းတဲ့ဖြူတို့ရဲ့ပေပလာတာလေးရတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်။စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါရရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဖြူရဲ့ YouTube Channel လေးကိုလည်း Subscribe လေးလုပ်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ရှင်။ကဲဒါဆိုဖြူရဲ့နောက်ဘက်သစ်တင်မှာပြန်ဆောင်ကြမယ်နော်။အားလုံးဘိုင်